ရုပ်ရှင်ကားကြီးကမတင်ငင်ပါကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်တာနဲ့လူကအရေးပျော်ကြခြင်းတွေဆိုဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain road လေးနဲ့ဒီဘုဘမီတာတော့ဘလို့ roll ကြအောင်လဲဆိုတော့အရင်ကြည့်ချင်နေတာပေါ့ဒီထဲမှာအကြည့်ရရစကျွန်တော်တေချာလေးတကယ်ဟိုလိုမစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လုပ်ထားတယ်တကယ်မူပါနေရမလားတကယ်လည်းမူပါပါတယ်ဒီစားကောင်လေးဒီစားကပြောရအောင်မဆုံးသေးပြည့်ဖက်လဲဆိုတော့ဟာကောင်မလေးရဲ့ကောင်လေးလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့် သူကဇက်ကမြုပ်ထားလေးပေါ့ချစ်သူစီယာရုပ်ရှင်ကားကြီးอ่ะဂျုံပတင်ကလေးကပိတ်သက်တွေတော့မတီးပါတော့ကျွန်တော်တို့ကတော့ဒါကိုကြည့်ကျင်နေတာပေါ့နော်ဘာလို့လဲဆိုတော့တာရုံနေနေရကြတော့ ဒီဇက်ကြမ်းကားတွေရိုက်ခဲ့မယ်ဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှဒီရှက်ရှက်ပါပါတကယ့်ကိုမြင်ရခဲ့တဲ့ဒီဘူရက်ကားတကားထွက်လာတယ်ဆိုတော့ပြည်သက်တွေလည်းအရင်ကြည့်ကြည့်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရင်ကြည့်ကြည့်လို့ဒီနေ့ကပ်ပယ်ရှုမမရမကောက်ကိုကျွန်တော်ကတယောက်တည်းကိုလာပြီးတော့လာကြည့်တာပါဒီတဲမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်တာနဲ့လူကအရေးပျော်ကြခြင်းတွေဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ မောင်တိုင်ရိုလေးနဲ့ဒီဘုဘမီတာတော့ဘလို့ရိုးကြအောင်လဲဆိုတော့အရန်ကြည့်ချင်နေတာပေါ့ဟုတ်ဟုတ်တယ်သူပြောသလိုပဲကျွန်တော်တော့ကတာဒါကတော့အမနေကကျွန်တော်အရင်တော့ကရိုမက်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မပါဘူးရှုံးတယ်မလိုက်လုံးဝမလုံးဝမလိုက်ချင်ဘူးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလုံးဝကျွန်တော်တော့အရန်ခက်ခဲတယ်ဟုတ်တယ်ဒါမဲ့အဲပရိုဂျူဆာကနေပြီးတော့ဒါအဲ့လိုမျိုးကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရန်လုပ်ကြည့်ချင်တယ်စူးစမ်းကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာ အဲချုပ်ပြောရတာပါမလိုက်မဖောက်စာရည်လဲဆိုတော့ဒါဒီတဲမှာကောင်းကင်းနဲ့ကောင်းမလေးကဘာလို့မလို့ပြောပြရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးကွာကောင်းလေးကခက်ကျန်းတယ်ဆိုတော့ကျတော့အဲ့ဒါကြောင့်ဒီသေးဆောင်တယောက်ကဒီလိုမလိုက်မဖောက်ဖြစ်နေရပါဘောနော်စာရည်သဘောအရပေါ့ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖန်းထားတယ်ပေါ့နော်တေချာဖန်းထားဆိုတော့ဒါကမပွင့်ရဲ့တကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့ အဝတ်စားတွေရောရိုက်တဲ့ location တွေအတန်တွေတချင်းတွေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပဲ၃ဘုတ်၃ဘုတ်အစ်စ်တစ်ဘုတ်ရဲ့နောက်ထပ်အာနာမည်ရပြီသားပြိသက်တိပြီသားတချင်း၂ဘုတ်ရဲ့ဇက်ဝင်တေးဆိုလို့၃ဘုတ်ကျွန်တော်နောက်ပြီးတော့ location ဆိုရန်ကုန်မှာရရခဲတဲ့နေရာတွေရရခဲဆိုတော့လူအများများတဲ့နေရာရှင်းရခတ်တယ်လေအဲ့နေရာမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အာပြီးတော့ဟိုဒီထဲမှာအကြည့်ရအောင်ဆိုကျွန်တော်ဒေချာလေးတကယ်ဟိုလိုမှာစိတ် ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လုပ်ထားတယ်။တကယ်မှုပါနေရမလား။တကယ်လည်းမှုပါပါတယ်။သူ့ကိုစရွေးတဲ့ကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ကိုရွေးချယ်ပေးခဲ့တဲ့ကားပေါ်ဆိုတော့ခါကြတော့သူနဲ့လည်းအရင်လိုက်ပါတယ်။အမောဒီဒီစကားကသူကရိုက်ရိုက်ပြီးရိုက်နေတယ်ပါလေသူကရေခုံစိတ်လို့ကြာရိုက်ပြီးသွားတဲ့အချိန်မှာတချင်းတွေအတင်ဆက်တဲ့အချိန်မှာလေတော်တော်ဖြစ်နေတာအောင်လေးရလေအဲ့တော့ဘောဘူးဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာအဲ ဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေပြလဲဆိုတော့သူ့ကိုအဲကာရက်တာပေါ်မှာရင်ခုန်တာပေါ့နော်တခြားရင်ခုန်တယ်ပါဆိုတော့လည်းမသိဘူးဒီစကားလေးကကျွန်တော်တို့မကြည့်ခင်ပါတည်းကပေါ့နော်ဒီဒီတချင်းလေးတွေထွက်တဲ့ဟိုမှာကြည့်ကြတဲ့ကကျွန်တော်စီနီမက်တစ်ဖြစ်တာကိုကျွန်တော်ကသဘောကျတယ်အဲကျွန်တော်တို့ဒီအချစ်ကားလေးတွေမှာဆိုတကယ်တမ်းကြည့်ရတာဒီမေသားမေသမီးတွေဘူရာနေမဟုတ်ဘူးကွာစီနီမက်တစ်ဖြစ်တယ်ဆိုပို့ပြီးတော့ရုပ်ရှင်ရသားကိုပြည်စုံစီတယ်ပေါ့နော်ဒီထဲမှာသူတို့နှစ်ယောက်အပြင်မက်ပွင့်ရဲ့ဂျိုးသားမှုကိုလည်းကျွန်တော်တို့ပို့တွေ့ရပါပေါ့နော်မက်ပွင့်ကဒီအချစ်ကားတွေပဲရိုက်တယ်ဆိုတော့ဒီကားမှာကျွန်တော် အာနည်းနည်းပုံစံပြောင်းထားမယ်လို့ကျွန်တော်တော့ယူဆပြီးပါတယ်ဒီကားကအဲ့လိုမျိုးကျွန်တော်တို့ဒါရှိသက်စကားဒါရှိသက်စကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ပြီးတဲ့အချိန်လဲကြာတယ်အဲ့ဒီစကားအကုန်လုံးရိုက်ပြီးတော့မှအဲ့ဒီစကားရှိသက်စကားပြောရဲ့စင်တစင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းထက်တယ်တာဖြစ်ပါတယ်ဘာလို့ဆိုတော့အစတည်းကျွန်တော်တို့စမပြောဘူးဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်တွားတဲ့နေရာလေးတွေများတယ်အချိန်လဲနည်းနည်းကြာဆိုတော့ကျွန်တော် ဒီမင်းသားနဲ့မင်းသမီးကို chemistry မိအောင်လို့တမင်ထားရတာပေါ့နော်အဲ့ဒီစင်ကိုကျွန်တော်တက်တက်အဲ့ဒီကရိုက်ပြီးတော့မှကျွန်တော်တပတ်လောက်နေတော့မှရိုက်ပြစ်တယ်ဘာလို့လဲဆိုတော့ရိုက်ကူးနေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်ပြီးတော့တပတ်လောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့တဲ့ခန်းစားချက်မျိုးလည်းရအောင်လို့တမင်ကိုမပွင့်ရဒီ move ကိုဖမ်းပြီးတော့ဘယ်လိုပြောရမလဲအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့အောင်လို့စကားတဲ့ကအယုတ်တွေလည်းပြန်ခန်းစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့စင်ကိုကျွန်တော် ည်းနည်းကြာမှရိုက်ကူးခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့အစင်းလေးကအစင်ပြေသွားလို့ထင်တယ်ဟုတ်အဲ့လိုပြောပွဲ3နှစ်တော့ဆောင်းခဲ့ရတာလေခုမှပြောရတာဆိုတော့လေဘူးကပါပါပေါ့17နှစ်လောက်ဆောင်းခဲ့ရတာဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုး तू ပြောချင်တဲ့ဟာတွေကိုမမွင့်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံသဏ္ဍာန်မျိုးပေါ့နော်အပြေတဲ့ခိုင်တာညီွားတာပေါ့လေဟုတ်တယ်အပြင်မှာလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာဟုတ်တယ်အဲ့ဒီကမူကပြန်ဖမ်းတာပေါ့ကျွန်တော်တို့အဲ့ဒီအဲ့ဒီမူကိုပြန်ဖမ်းတာပေါ့ ဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအဲဒီစကားပြောတဲ့စင်လေးอ่ะဒါဒုတိယချိန်မှာပြောတဲ့စင်လေးဖြစ်ပါတယ်။ဘာဖြစ်လို့ဒုတိယချိန်ပြောတဲ့စင်လေးမှာဒီကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတစ်ခုပါပါတယ်။အဲ့ဒါကြောင့်မလို့ဒါဒုတိယချိန်ပြောတဲ့စင်ဖြစ်ပါတယ်။အဲ့အဲ့ဒီအကြောင်းအရာလေးကလည်းဒီစကားကြည့်လို့ရှိရင်သတိထားမိမှာပါ။ကျွန်တော်တို့ကျွန်တော်ဘာကြောင့်ဒီစကားကောင်းလေးဒီစကားပြောတာမဆုံးသေးပြေးဖက်လဲဆိုတော့ဟာကောင်းမလေးကကောင်းလေးကိုလည်းအရန်ချစ်လို့ပါ။အဲ့ဒါကြောင့်သူကစက်ကမြုပ်ထားလေးပါ။ ဒီကောင်နေဖလီနိုင်လွန်းရတယ်ကောင်ပို့တပတ်နဲ့ကြတော့ तू อ่ะဒီ writer ကြတော့တချမ်းอ่ะပဲအရင်မှုပါနေမှာသူမင်းဒီဘက်ကြအချိန်ပြီးလိုက်တာတပတ်မင်းနောက်ဘက်ကြစကားဆမဲ့ခင်လည်းမှုပါတာတွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမလို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမဟုတ်လားဘာဘာမပြောသေးဘူးအမတန်အားနာဖို့ကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါကျေးဇူးတင်တယ်ဆက်တွေ့ကြမှာပွဲတွေမှာ ရှင်ကတော့ကဇက်ကားလေးကမှုအတိုင်းရှင်ခုံပါတယ်ဒါကတော့အပြင်မှာတော့ဒါကျွန်တော်တို့ကအလုပ်လုပ်လုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစိတ်တွေဆိုတာမရှိကြပါဘူးအကုန်လုံးကလုပ်ပဲပါပါပဲရက်ကူးကြတာကျွန်တော်တို့ item မှာကျွန်တော်လည်းအပေးယူမျှမှာကျွန်တော်တို့ကြည့်လို့ကောင်းတော့တော်တယ်မှာဒီတစ်ပတ်က item ကဘလောက်ပဲဆွဲဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဒီဒီဒီဟိုဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပို့ပြီးကြည့်လို့ကောင်းတော့ဗောနော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးကျွန်တော်အားအားမရလာတော့လေဒီကိုကိုရိုင်းဒီနေ့ ဒီပွဲမှာလာကြည့်တာပေါ့နော်အဒီချစ်သူစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှင်လည်းရိုက်တာမပွင့်ရအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့ကြောင့်ပေါ့မပါဝင်တဲ့တိကျဆောင်ဖြစ်တဲ့တိုင်ရွန်နဲ့ပုပုမီတာတို့ရဲ့အဲအကောင်းဆုံးစူးစမ်းမှုတွေကိုလာရောက်ပြီးတော့ဝိုးရံပေးဖို့အတွက်ကိုကျွန်တော်တို့ညီကိုတို့ဒီနေရာနေပြီးအားလုံးဖိတ်ခေါ်ချင်ပါတယ်အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးနဲ့ဆက်ဆုံနေနဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပဲတဲ့ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီကားလေးကလည်းအများကြီးစူးစမ်းရတယ်ကျွန်တော်ပြောသလိုပဲရုပ်ရှင်ဆန်တဲ့ ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်တဲ့ဆက်ကားတွေအများကြီးအားပေးဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မို့လို့ဒါအခုနောက်ပိုင်းဆိုတဲ့ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတယ်ဆိုတော့ကြတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook ပေါ် post တင်ပြီးတော့ support ပေးပြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့လည်းစကားကောင်းတွေပေါ်ထွက်လာဖို့ပြည်သက်တွေအားပေးဖို့အတွက်ပြောချင်ပါတယ်ကျွန်တော်တို့အားလုံးပြောင်းလဲပြီးစူးစမ်းနေပါတယ်ခင်ဗျ